မွန်ပြည်နယ်အေဂျင်ရေးလက်နက်ကင်ဖွဲ့တွေတွဲဆောင်အဖြေရှာဖို့ မွန်ညညရေးပါတီဥက္ကဋ္ဌပြောဆိုမှုအပေါ်စစ်တပ်ကပြည်သူလက်ထက်အာဏာပြန်အပ်ပြီးစစ်တမ်းရပြန်မှသာရမယ်လို့မွန်တော်လိုင်းအဖွဲ့တွေကတုံ့ပြန်လိုက်ပါတယ်။မွန်ညညရေးပါတီဥက္ကဋ္ဌနိုင်လဝီအောင်ကမွန်ပြည်နယ်အေးချမ်းဖို့တက်ဆိုင်ရလက်နက်ကိုင်အဖွဲ့တွေနဲ့နိုင်ငံတော်ကတာဝန်ရှိသူတွေအချိန်ယူပြီးပြေဆုံဆွေးနွေးဖို့ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာ VOM တင်းထဏာကိုဖြည့်ကြားခဲ့ပါတယ်။ဒါအပြင်နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့တက်ဆိုင်ရနိုင်ငံရေးအဖွဲ့အစည်းအလုံးအကျိုးဆောင်တွေလှုပ်ပြီးဆွေးနွေးဖို့နဲ့ ပြည်ရင်းပြဿနာကိုပြည်ရင်းမှာရှင်းပြီးအချင်းချင်းငင်းကုန်ဆွေးနွေးအပြေရှားကြရင်မဖြစ်နိုင်စရာအကြောင်းရှိဘူးလို့ဆိုပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ဌာနမှနိုင်တလာနိုင်ကစက်တက်ကျူးလွန်နေတဲ့ရာဇဝဲမှုတွေကိုရပ်တန့်ဖို့လိုသလိုအာဏာကိုပြည်သူလက်ထက်အပြည့်အဝပြန်အပ်နိုင်မှသာမွန်ပြည်နယ်သားမကတနိုင်ငံလုံးအေးချမ်းမယ်လို့တာဝန်တိုင်းကိုပြောပါတယ်။မွန်ပြည်နယ်တွင်မကပါဘူးတနိုင်ငံလုံးအေးချမ်းဖို့အတွက်ဆိုလို့ရှိရင်ဒီစစ်ကောင်စီကအခုသူပြည်သူလူထုပေါ်ကျူးလွန်နေတဲ့ ဒီရာဇဝတ်မှုတွေကိုရတန်းဖို့လိုပါတယ်နောက်တစ်ခုကစစ်တပ်ကအဲကျွန်တော်တို့စစ်တမ်းလျားကိုပြန်ရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကပြည်သူအာဏာကိုအဲပြည်သူလက်ထဲပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ရွေးကောက်ပွဲကိုစစ်တပ်ကလုံးလို့မရပါဘူးဆိုတော့တကယ်ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီအတိုက်ခံပါတီတွေအကုန်လုံးပါတဲ့ဒီရွေးကောက်ပွဲပေါ့နော်အဲ့လိုဟာမျိုးပြန်ကျင်းပနိုင်ပြီးတော့ပြည်သူလူထုရဲ့လက်ထဲကို အာနာအပြေးဝပြန်ပြီးတော့အနိုင်မှသာလျင်ဒီနိုင်ငံကအေးချမ်းမှာဖြစ်ပါတယ်။ရတားတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပါဝင်အမျိုးမျိုးသောစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အပေါ်ပြေဆောင်ဆွေးနွေးဖို့ပြောဆိုနေကြသူတွေဟာနိုင်ငံရေးသီလမရှိတဲ့သူတွေလို့သူကမှတ်ချက်ပြုပါတယ်။ရွေးကောက်ပွဲမဲမတမာမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာကို2021ခုနှစ်ဖေဖော်ဝါရီလနေ့မှာတည်ယူပြီးရဲ့နောက်ပိုင်း မော်နိုင်ငံအင်အားစုတွေနဲ့မွန်လူလူတွေကြားအမြင်သဘောထားတွေကွဲလဲခဲ့ကြပါတယ်။အဲ့အတွက်ကြောင့်မော်မျိုးသားလူမျိုးရေးအတွက်ဘုံရီမှန်းချက်ဖြစ်တဲ့အမျိုးသားထမ်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာချင်းကပ်ပုံကျဲမတူညီခဲ့ကြပါဘူး။မျိုးသားလူမျိုးရေးအတွက်နှစ်ပေါင်း80ကျော်လက်နက်ကင်တိုက်ပွဲဝင်ခဲ့တဲ့မွန်ပြည်သက်ပါတီကအာဏာသိမ်းမှုအတွင်းနိုင်ငံပြည်ထနာကိုနိုင်ငံအနည်းလက်နဲ့သာတွဲဆောင်ဆွေးနွေးအဖြစ်ရှာဖို့ရည်တည်လာခဲ့တာပါအာနာမသိငယ်မှာမိုလ်လူလူတွေရဲ့ထောက်ခံမှုကိုရရှိခဲ့တဲ့ မော်ညညိုရဲ့ပါတီကလည်းစစ်ကောင်စီလက်ထက်မှာခင်းပေးတဲ့လမ်းအတိုင်းရှောက်လှမ်းဖို့ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှစ်ဦးကိုဆေးလွတ်ခဲ့ပါတယ်။ဆီယာနာချက်စနစ်ကိုစန့်ကျင်တဲ့အင်အားစုတွေကတော့အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံရဲ့ပြောင်းလဲမှာမော်လနဲ့ကိုင်ဒေါ်လာရဲ့အခွဲတွေကိုကိုနီးကိုဟန်နဲ့တီထောင်ပြီးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။နိုင်လဝီအောင်ကတော့သူနိုင်ကိုနိုင်အပြန်ကြီးကတ်နေကြမယ်ဆိုရင်ပြည်သူတွေကစိတ်မအေးသလိုလနဲ့ကိုင်အခွဲတွေနဲ့နိုင်ငံအတွက်လည်းမကောင်းတာကြောင့် မကြမကြာတွေးဆမှုကနေတစ်ဆင့်ပြီးတစ်ဆင့်အဖြစ်တစ်ခုရနိုင်မယ်လို့ပြောဆိုခဲ့တာပါရေးမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ WPDF ခေါင်းဆောင်ဘိုးရန်နိုင်ကအာနာရှင်တပ်ဆိုးရှင်အောင်သူ့ရဲ့အကျိုးစီးပွားအတွက်ပြောတာဖြစ်ပြီးစစ်တပ်ကစစ်တမ်းရပြန်မယ်ဆိုရင်ဆွေးနွေးဖို့စဉ်းစားမယ်လို့တန်လွင်တိုင်းကိုပြောပါသည်စစ်တပ်ကမတရားအာဏာသိမ်းတဲ့ပေါ်ပြည်သူတွေကလက်မခံတဲ့အတွက်ပြည်သူကနေတဆင့်နှွေဦးတော်လန်ကြီးရဲ့စနစ်ပြောင်းလက်နက်ကင်တော်လန်ကြီးပေါပေါလာခဲ့တာလို့တော်လန်ကြီးအဖွဲ့တွေကပြောဆိုထားကြတာပါလွတ်လပ်တဲ့သူတေသနာအဖွဲ့အစည်းဖြစ်တဲ့ ISP မြန်မာရဲ့အချက်အလက်တွေအရ အာနာသိမ့်ပြီးနောက်ပိုင်းတဏ္ဍာရလုံးတိုင်းတာမှာလက်နက်ကင်တပ်ဖွဲ့ပေါင်း9ထက်မနည်းပေါပေါက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထဲမှာမော်လက်နက်ကင်ဖွဲ့တွေလည်းပါဝင်ပြီးမွန်ပြည်သူတွေလူလာတဲ့ဒန်းတူရေးနဲ့ကိုပိုင်ပြထန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်တီထောင်ရေးအတွက်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးဖြစ်ပါတယ်။ရာမြဖက်ဒရယ်အင်အားစုတဲ့ NRFF ပြောခွင့်ရနိုင်ပီတာကတော့မော်ညိုညိုရေးပါတီဥက္ကဋ္ဌကတွဲဆောင်ဆွေးနွေးဖို့ပြောဆိုခဲ့မှုဟာမော်တမျိုးသားလုံးကိုလွှမ်းခြုံပြီးကိုစားမပြုတ်နိုင်တယ်လို့မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးလို့ပြောပါတယ်။ ကနဒါငင်းညာမှုအတွက်စစ်ဖက်နောက်ထူထောင်ဝင်ရမယ်ဆိုတဲ့ဟာကကျွန်တော်တို့လက်ရှိနေဦးတော်လည်ရဲ့ option တခုမဟုတ်ဘူးပေါ့လေဆိုတော့လက်ရှိပြည်သူတော်လည်ရင်းမှာကျွန်တော်တို့အဓိကလိုလားချက်ကဆရာနာရှင်စနစ်ပြုတ်ကြဖို့ Federal Democracy ပြည်အောင်စုပေါ်ပေါ်ဆောင်မှုဆိုတဲ့အခြေအနေဖြစ်တယ်ပေါ့လေဆိုတဲ့အခါကျတော့ဟိုဒီအခြေအနေမှာအသူ့ရဲ့ပြောဆိုချက်ကတော့ဟိုမှန်ကန်တဲ့လမ်းကြောင်းမဟုတ်လို့ပဲပြောပြစီဟုတ်ပါ လက်ရှိမှာတော့မော်လနှက်ကင်အဖွဲ့တွေကဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ဒေါ်လာနေကြပြီးတစ်ဖက်ကအပြစ်ရထိုးထားတဲ့မော်ပြစ်တဲ့ပါတီကတွဲဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ဆက်လက်လျှောက်လှမ်းနေပါတယ်။ဒါအပြင်မော်နိုင်ငံရေးပါတီတွေဖြစ်ကြတဲ့မော်ညညရေးပါတီနဲ့မော်တိုးတက်ရေးပါတီတို့ဟာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာမော်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။မော်ပြည်နယ်အတွင်းလှုပ်ရှားနေကြတဲ့မော်လနှက်ကင်ဒေါ်လာရေးအဖွဲ့တွေအပါအဝင်ဒေသအခြေစိုက် PDF နဲ့တခြားသောမဟာမိတ်တပ်တွေကတော့သူတို့ထိ ंछ ုပ်လှုပ်ရှားနေပြီအတွင်ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားကြတာပါရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့နိုင်ငံပါတ